ယူကရိန်းနဲ့ဂျော်ဂျီယာလည်းနေတိုးတဲ့ဝင်မယ်ဆိုရင်ငါတို့ ready ပါပဲဆိုတာပြောတယ်အဲ့ဒါလုံးဝရုရှားကို red line ရောက်သွားစေတယ်ဟာလေအဲ့ဒီမိန်ကုန်းအပြီးမှာယူကရိန်းကိစ္စကအထူးစားမဟုတ်ဘူးလို့ပြောရင်ဒါမျိုးနဲ့လည်းကပြက်ပြောသလိုမျိုးဖြစ်မှာမလို့တကယ်တော့ယူကရိန်းအရင်မှာဖြစ်ခဲ့ပြီးပြီဗျအဲ့ဒါတွေကမှန်တဲ့သူကနိုင်ကြီးလို့ဘာလို့ဆိုတာလည်းပြောလို့မှမရတာသေချာတာတစ်ခုကဟိုဒီအချိန်တွေထိပ် ဘာကြောင့်ဖြစ်ခဲ့တယ်လဲဆိုတာတော့ပြန်သုံးသပ်ဖို့တော့လိုတာပေါ့အဓိကအဲ့ဒီအချက်ကိုပဲပြောရမှထင်ပါတယ်တမိုင်းကအင်အားကြီးပါဝါဟောက်စေရကြီးပဲကျွန်တော်တို့နိုင်ငံငယ်လေးတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်တာကိုအဲ့ဒါကြောင့်မလို့ကျွန်တော်ထင်ပါတယ်ယူကရိန်းဟာအများကြီးပါပါနနနေရအောင်မှာပါနော်โอเคกูอ่ะโมเว้ยครับอ่ะกูยูเครนชิปเว้ยโหส่งตัดอีกด้วยတော့တဖြည်းဖြည်းနဲ့ခြေတလန်တိုးလိုက်လို့ပြောရမှာဘာလို့လဲဆိုတော့ ယူကရိန်းတမရဇလန်စကီကထုတ်ပြောလိုက်ပြီးသူ ရှေ့ဘက်ထဲမှာ sorry အရေးပြသွားပြီးတော့အဲ့ဒီမှာအမေရိကန်ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီးညီညာရေးဆွေးနွေးမယ်လို့ပြောပါတယ်နော်အဒီလိုပြောတဲ့အချိန်တွေကလည်းပြီးခဲ့တဲ့ဟိုရက်ကပဲတမရထရန့်စီကိုသူစာပို့တယ်ပြီးတော့ထရန့်ရဲ့ဦးဆောင်မှုအောက်မှာပဲသူလှုပ်ဆောင်သွားမယ်ဆိုပြီးသူစာလဲရေးတယ်လေဒါတွေသူထုတ်ဖော်ပြောဆိုစာပို့ပြီးတဲ့နောက်မှာအခုလိုချက်ချင်းလက်ငင်းကြီးကိုဖြစ်လာတာပေါ့နော်ဆိုတော့ အခုငြိမ်းချမ်းရေးအတွက်ပေါ့နော်ဒါဇလန်စကီးအနေနဲ့ဘလို့ပပုံသူ့အနေသူ့ဘက်ကစဉ်းစားထားနိုင်လဲနောက်သူဘလောက်ထိပေါ့သူ့ဘက်ကရှော့နိုင်တဲ့အနေအထားရှိမလဲနောက်တစ်ခုကအမေရိကန်ကတော့ဟိုရုရှားကိုယ်စားလှယ်တွေနဲ့တခါဆွေးနွေးပြီဆိုတော့သူတို့ဘက်ကတော့ framework တစ်ခုရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီ framework ကရောဘာတွေဖြစ်လာနိုင်မလဲပေါ့နော်ဒီပုံမှာအရင်ဆုံးကျွန်တော်တို့ပြောဖို့ဒီလိုမှတင်တာအဲ့တော့ common အနေနဲ့ဒီသတင်းပုံမှာဘယ်လိုမျိုးသုံးသပ်ချက်ရှိလဲအဲ့ကျွန်တော်ထင်ပါတယ်ဒီသမရဇာလန်စကီရရော ဟိုသူ့နိုင်ငံအတွက်ရေရှည်အကျိုးစီးပွားရောနောက်တစ်ခါမဟာမိတ်တွေပေါ့နော်ဥရောပနိုင်ငံတွေရဲ့မဟာမိတ်စဉ်းစားပုံတွေကိုလည်းသူတည်သွားမှာဖြစ်တယ်လို့ပေါ့နော်အဲ့တော့ Trump နဲ့ Putin တို့ framework လောက်ထားတဲ့ဟာနဲ့သူတို့ညှိကြမှာပေါ့နော်ဒါကအကြမ်းမျက်စင်းသားတာပေါ့အဲ့တော့ဒီ Ukraine နဲ့ American စပြီးတော့ဟိုစကားပြောဖို့ရ framework လောက်မယ်လဲဆိုတော့ဥရောပလည်းပို့ပြီးတော့ပြင်းပြင်းထန်ထန်ဟိုစဉ်းစားလာတာပေါ့နော်ညှိလာကန်တယ်ဘာဖြစ်လို့လဲဆိုတော့ ဒီဥရောပကိုကြည့်လိုက်မယ်ဆိုရင်ခင်ဗျာရုရှား empire တို့ဂျာမန် empire တို့ပြင်သစ်တို့เนาะအင်္ဂလိပ်တို့ဆိုတာဒီပရမတ်ကဘာစဒုတိယကဘာစအကုန်တောက်လျှောက်ကြည့်လိုက်ရင်သူတို့ကဒီ empire တွေကတယောက်ချီတယောက်တည်တယ်ဗျအခုကြတော့လေ20ရာစု21ရာစုမှာဟိုပုံစံတစ်မျိုးနဲ့အင်အားကြီးနိုင်ငံတွေဖြစ်လာကြတယ်အဲ့တော့ဟိုတယောက်ချီတယောက်ကိုတည်နေတော့သူတို့ဟိုယုံမှာမဟုတ်ဘူးဥပမာပူတင်ကဒီ Ukraine နဲ့ရပ်နေမှာမဟုတ်ဘူးဒါကိုလည်းသူတို့တည်တယ်ပူတင်ဟာသူ သူ့အတွက်အန္တရာယ်ရှိတယ်လို့ထင်တဲ့နေရာတွေသူဆက်ကျူးကျော်မှာပဲเนาะအဲ့တော့ကျူးကျော်မဲ့ဟာတွေကိုတွေ့နေရတော့ဟိုကြာတာမကြည့်နဲ့ဗျာအခုဂျော်ဂျီယာကိုကြည့်လိုက်ဂျော်ဂျီယာကအခုရွေးကောက်ပွဲတွေဆိုရင်เนาะဂျော်ဂျီယာ Dream Party တို့ဘာလို့ဆိုတာဒါ Pro Russia တွေပြောဖြစ်လာကြပြီเนาะဒါတွေကိုလည်းသူတို့မြင်လာတယ်နောက်တစ်ခါ Baltic State တွေရဲ့အန္တရာယ်တွေကိုလည်းမြင်လာတယ်အထူးသဖြင့်ပိုလန်တို့ပေါ့เนาะမြင်လာတော့အဲ့တော့ဥရောပကလည်းကျွန်တော်ထင်တယ်ဟိုသူတို့ပြင်ဆင်ကြမှာပဲเนาะအဲ့တော့ပြင်ဆင်ကြမဲ့ဟာအတွက် ယူကရိန်းကိစ္စတွေမကောင်သူတို့ဥရောပအတွက်အန္တရာယ်ရှိနိုင်မဲ့ဟာတွေဘူးပါဒီယူကရိန်းကိစ္စကိုအကြောင်းပြပြီးတော့တပါးတဲ့ဟိုတည့်သွားပြီးတော့ဟိုတောင်နာဆာလန်စကီကိုဆွေးနွေးခိုင်မယ်ထင်ပါတယ်ကျွန်တော်ထင်ပါတယ်အပေးယူတွေညှိကြအောင်ပါအချိန်တိုတိုနဲ့တော့ပြီးသွားမယ်မထင်ပါဘူးဟိုတခုရှိတာဒီတမရထရန့်အရေးမွဲပြောဘူးတာကတော့ခရိုင်းမီးယားကိုတော့မစင်စားနဲ့တော့ပေါ့နော်ဒါမျိုးသူအရင်တော့အရေးမွဲပြောဘူးတယ်အဲ့တော့အရှိတ်ဘက်အချမ်းကိစ္စကိုတော့အဓိကဆွေးနွေးမဲ့အနေထားရှိတယ်ဒါပေမဲ့အခုအနေထားကြည့်ရတာ ဟိုထရန့်တူ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 စီမံတဲ့အတိုင်းလိုက်နာဆိုတဲ့သဘောမျိုးရှိတယ်เนาะဟိုပူတင်နဲ့လည်းသူကပြန်ပြီးပြေလည်ခြင်းနဲ့အနေထားရှိတယ်အဲ့တော့သူတို့ကြီးနှကြီးပဲသူတို့သဘောနဲ့သူတို့ဟိုမှာဆိုလိုတာပေါ့เนาะအနိုင်ကျင့်တဲ့ပုံစံကဲသူတို့ယူပြီးတိုက်ပြီးသားနေရတယ်မင်းပေးလိုက်တော့ယူကလေးကိုအဲအဲ့လိုမျိုး ဖြစ်မှာလူတွေကစိုးရင်ကြတယ်အနိုင်ကျင့်တဲ့ပုံစံပေါ့เนาะသူတို့ကြီးနှကြီးရပဲခွဲတန်းချပြီးတော့သူစီမံသွားမယ်ဆိုတဲ့ဟာမျိုးကိုဝေဖန်တာတွေရှိတယ်ဆိုတော့အဲ့အဲ့လိုမျိုးဖြစ်လာမယ်ဆိုရင်ဒါကမျှတတယ်လို့ပြောနိုင်မလားအခုလက်ရှိ ရုရှားသိမ်းထားတဲ့အတိုင်းကထားလိုက်တော့ဆိုပြီးညင်ညာရေးလှုပ်သွားရောဘလို့မြင်လိုက်အဲ့ပုံမှာအဲ့တော့ဗျာပူတင်ကကျူးကျော်တယ်ဆိုတဲ့ကဟိုမမျှတာဘူးဆိုတာဟိုလူတိုင်းသိတာလေနော်ယူကရိန်းကိုခံလိုက်ရတယ်ပေါ့နော်ဒီအရေးပုံမှာမချိန်တတ်လို့စစ်ကိုဘလောက်ထိဘသူက invest လုပ်ပြီးတော့တိုက်ကြမှာလဲဆိုတဲ့မေးခွန်းကလည်းရှိတာဟုတ်ဒီမေးခွန်းအပေါ်မှာအဖြေရှားကြတာထင်ပါတယ်အဲ့တော့ဗျာဟိုယူကရိန်းကိုကျွန်တော်တို့ကယူကရိန်းမယ်ပြောတာလीယူကရိန်းကိစ္စကအထူးစားမဟုတ်ဘူးလို့ပြောရင် ဒါမျက်နှာလက်ကပြက်ပြောသလိုမျိုးဖြစ်မှာမလို့တကယ်တော့ယူကရိန်းအရင်မှာဖြစ်ခဲ့ပြီးပြီဗျအဲ့ဒါတွေကဂျော့ဝဘူးရှ်လက်ထက်မှာနော်2008ခုနှစ်မှာရုရှားဟာဂျော်ဂျီယာကိုဝင်တိုက်တယ်အဲ့တော့ဂျော်ဂျီယာကိုဝင်တိုက်တော့နောက်ဆုံးနိုင်ငံသားရေးဝန်ကြီးကွန်တိုလီယာရိုက်စ်တို့ကပြောတယ်ဗျ48နာရီအတွင်းရုရှားတပ်တွေဟိုထွက်ပြေးရမယ်အဲ့တော့ရုရှားတပ်တွေထွက်ပြေးရမယ်ဆိုတော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တောင်ပိုင်းတွေပေါ့ South Ossetia တို့ဘာလို့ဒီရုရှားကပြော minority တွေရှိတဲ့နေရာမှာရုရှားကတိမ့်ထားလုံးပဲဗျ အဲ့ဒီပြဿနာလည်းမရှင်းနိုင်ဘူးလေနော်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့ဒီအဖြစ်ပြက်တွေမျက်ခြေပြတ်သွားတယ်အယောင်ဒေါ်လာကြီးတွေပြီးတဲ့နောက်မျက်ခြေပြတ်သွားတော့ဟလာဒီယူကရိန်းကိစ္စကြီးကပဲပထမဆုံးဖြစ်တယ်လို့ထင်နေကြတာမဟုတ်ဘူးအခုတတိလဲဂျော်ဂျီဟာဒီနေ့ထိပြဿနာအခုဆိုရင်ဘလောက်ထိဆိုးသွားလဲဆိုဂျော်ဂျီဟာအခု dream party ပေါ့နော်ဒီ dream party လို့ဘာလို့ဆိုတာ pro russia party တွေလို့ဖြစ်လာတာဟုတ်အရင်တော့ကသူက european နဲ့ပေါင်းမယ်လို့အကုန်ဆုံးဖြတ်နေတဲ့အနေထားအနေပြီးတော့ ်အခုကြာရွေးကောက်ပွဲတွေဟာတစဉ်ပြန်ပြီးတော့2012နောက်ပိုင်းမှာအခု Trump လို့လို့ပဲပေါ့နော် Populist Party တွေပါတယ်အားကောင်းလာတယ်ပြီးတော့သူက Social Democratic လို့ပြောနေပြီမဲ့တကယ်တကယ်ကြတော့ Conservative ဒီဘက်ကိုရိမ်းများရောအဲ့လိုအတွေးခေါ်တွေကဟိုဘက်ဒီဘက်ရိမ်းနေတာနေအခုကြာ Georgia ပြဿနာလည်းပေါ်လာပြီလေအားကြောင့်မလို့ဟို Ukraine နဲ့ Georgia ဆိုတာဟိုကန့်ချမာတပုံစံနေပါပဲ ဟုတ်ကဲ့အဲ့တော့ရေဘူးကကြည့်ရင်တော့ဒါကျူးကျော်တာပဲပေါ့နော်အားနေတဲ့နိုင်ငံခံရတာဆိုတော့ရှင်းတယ်အဲ့တော့အခုအများပြောလာတော့ဘူဒါပက်သဘောတူညီချက်ပေါ့1994ခုနှစ်ကဒါယူကရိန်းမှာရှိတဲ့ဒီနျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းမှုပေါ့နော်သဘောတူကြတယ်ဆိုတော့အဲ့လိုသဘောတူလိုက်ဟိုယူကရိန်းကိုဖျောင်းပြတာပေါ့နော်အဲ့လိုလှုပ်လိုက်ရင်သူ့ရဲ့လုံခြုံရေးကိုကာကွယ်ပေးမယ်ဒီသဘောတူညီချက်ရသူကလည်းလိုက်လိုက်လျော်လျော်လှုပ်ခဲ့တယ်ဆိုတော့ယူကရိန်းကိုဒီအမေရိကန်ရဲ့နော်ဒီဘက်ကအနောက်အုပ်စုရဲ့ လုံခြုံရေးအတွက်အာမခံချက်ပေးမယ်ဆိုတဲ့သဘောမျိုးအဲ့တုန်းကစာချုပ်မှာပါခဲ့တယ်ပေါ့နော်ဆိုတကယ်တမ်းအခုဖြစ်လာပြီနော်သူမှနျူလီယားလက်နဲ့လည်းမပိုင်ဘူးအားနည်းတဲ့နိုင်ငံဖြစ်လာပြီဆိုတော့အခုကျူးကျော်တယ်ဆိုတော့ဘယ်သူမှလည်းအကာအကွယ်မပေးနိုင်ဘူးအဲ့ဒီအနေထားပေါ့ဒီတမိုင်းမှာကျွန်တော်တို့ကဘာကြောင့်ယူကရိန်းကအခုလိုမျိုးအာမခံချက်မရှိဖြစ်သွားရလဲစာချုပ်ရှိရင်ဒါနဲ့ပေါ့နော်အဲ့ဒီတော့ကျွန်တော်အသေးချာသုံးသပ်ဖို့လိုမယ်တဲ့အဲ့တော့ကိုအောင်မိုးဝင်းနေတဲ့အဲ့ဒီပုံမှာဘယ်လိုမျိုးသုံးသပ်ချက်ပေးခြင်းလဲဘာကြောင့်ဒီလောက်ထိရှုပ်ချက်ခတ်ကုန်ရတာလဲ သိထားရမှာကဒီ Burabas Memorandum ပေါ့နော် Burabas သဘောတူညီချက်ဟန်ဂွေဒီမှာလုပ်တဲ့ဟာဆိုတာအဲ့ဒါ Ukraine တနိုင်ငံလည်းမဟုတ်ဘူးနော်စာချုပ်က၃ခုအဲ့စာချုပ်၃ခုကပါလဲဆိုတော့ Ukraine Belarus ရဲ့ Kazakhstan ရဲ့အခု Eurasia မှာရှိတဲ့နိုင်ငံပေါ့နော်အဲ့ဒီဟာဒီဆိုဗီယက်အရင်တုန်းက nuclear လက်နက်တွေရှိဟိုထိပ်ဖူးတွေရှိတဲ့ဟာတွေပေါ့နော်အဲ့တော့ဒီ Belarus ကျတော့ဟိုပြဿနာမရှိဘူး Belarusia Belarusia ဆိုတာ Russia ပြီ အဲ့တော့ရုရှားပြည်ဆိုတော့ရုရှားနဲ့ကညီအကိုတွေပုံမှန်အဖြစ်က အမေရိကန်ရုရှားနဲ့ပဲရမှာပေါ့အာနေထိုးအနေနဲ့လာပြီးတော့အန်နေမရှိဘူးပေါ့နော်အဲ့နေရာအာကာဇက်စတန်လည်းအတိုင်းပဲဟုတ်လားကာဇက်စတန်ကယူရေးရှားမှာရှိတယ်ဟာအဲ့တော့ယူကရိန်းပေါ့နော်ယူကရိန်းကိစ္စအဲ့တော့ဒီဘူရပတ်စ်ဘောတူနီချက်ကို ပြောကြတဲ့အခါတိုင်းဟိုတစ်ချက်သူတို့မပါတာရှိတယ်ဗျအဲ့ဒါကပါလဲဆိုတော့နျူကလ িয়ার ကိစ္စဟိုသဘောတူညီချက်ချုပ်ကြတာဆိုပေမဲ့ ယူကရိန်းရဲ့အချုပ်အခြာနဲ့လွတ်လပ်ရေးကိုအတိမတ်ပြုရမယ်ပေါ့နော်အတိမတ်ပြုရမယ်ဆိုပြီးတော့နောက်မှာ bad ဓာရီအားလုံးဟာ Helsinki သဘောတူညီချက်ပေါ်မှာသွားရမယ်တဲ့နော်အဲ့တော့ Helsinki သဘော Helsinki သဘောတူညီချက်ဆိုတာပါလေဟုတ်လားဒီအဲ့ဒါကိုပြန်ကောက်တော့အဲ့ဒါ1985တုန်းကအမေရိကန်သမ္မတဂျယ်ရက်ဖို့ဘောနော် next ပြီးတော့ဂျယ်ရက်ဖို့နဲ့ဟိုဘက်ကဆိုဗီယက်ခေါင်းဆောင်ဟုတ်လား ဟိုဘရက်စနက်ပေါ့နော်အဘရက်စနက်တယ်ဆိုတာလည်းစတာလင်းလို့အမျိုးပါပဲအဲ့တော့အဲ့နှစ်ယောက်ခေါင်းဆောင်ပြီးတော့ဂျန်တဲ့နိုင်ငံတွေလည်းပါတာပေါ့အဲ့ဒါဘာလဲဆိုတော့ CA တိုက်ပွဲမှာ East Net West Net ကို contain လုပ်ထားတဲ့သဘောတူညီချက်ပေါ့သဘောကဗျာဒါတွေကအတိအကျမဟုတ်ပေမဲ့ NATO ကလည်း expansion မလုပ်နဲ့ Warsaw Pact ကလည်းတွားပြီးတော့မကျူးကျော်တဲ့ပုံစံမျိုးပေါ့နော်အဲ့တုန်းကနှစ်ခုရှိတာဟုတ်ဒီသဘောတူညီချက်ပုံမှာဆိုတော့ဒါကိုသိလို့ Zelensky က complaint လုပ်တာကြာပြီဗျ sorry ကတက်လာဒါအခုမှမဟုတ်ဘူးဒီ pura pass board ညီကြောက်သူ၃လချိန်လောက်ပြောတယ်၃လချိန်လောက်အစည်းအဝေးတွေလုပ်တယ်ဒါကြီးကဟိုစာသားတွေကမရှင်းကြဘူးငါတို့အတွက် security guarantee မရှိဘူးဒါပေမဲ့ပြဿနာဥရောပတို့ဘာလို့ကလဲနေထိုးတို့ကလဲလေးလေးနက်နက်ဒါကြီးကိုဘာမှပြန်မလုပ်ဘူးအဲ့ဒါက Bill Clinton လက်ထက်တုန်းကလုပ်ခဲ့တာပေါ့နော်အဲ့တော့ Clinton ကကျွန်တော်ပြောပြမယ် American တွေရဲ့ nature ဟို Donald Trump မှာမဟုတ်ဘူးနော်အဲ့ဒီတော့က Ukraine ကောင်းဆောင်ပါ ဒါမျိုးမသေးချာမရေရလုံခြုံရေးအတွက်မသေးချာမရေရတဲ့အတွက်လက်မှမထိုးခြင်းတကယ်တော့ယူကရိန်းတမရာကဒါပေမဲ့ဘီကလင်တန်ကဘာဖိအားပေးလဲဆိုတော့တကယ်လို့ဒီလက်မှတ်တာမထိုးဘူးဆိုရင်ယူကရိန်းနဲ့ငါတို့အမေရိကန်ပြည်ထောင်စုမှာဆက်ဆံရေးပြတ်သွားနိုင်တယ်ဆိုတာမျိုးနဲ့သူကချိုချိုလေးနဲ့သူတို့ကဒီမိုကရက်တစ်တွေကကြပါဗျာဥပမာတို့ဘာလို့ဆိုတာလဲအကုန်လုံးကချိုချိုလေးနဲ့ဖိအားပေးရလေအဲ့တော့အဲ့ဒါနဲ့လက်မှတ်ထိုးလိုက်ရတာတကယ်တမ်းကအထားလိုက်တော့ဗျာအဲ့တော့ကသူကဟိုကိုဘက်ကရုရှားခေါင်းဆောင်တဲ့ ဘော်ရိုရက်ဆင်ပေါ့နော်အဲ့ဒီမှာဘော်ရိုရက်ဆင်နဲ့ဘီကလင်တန်တို့ကတကယ်ကိုချက်ချရင်းလို့ကြာလို့ကြာပြီးတော့ရုရှားဟာ liberal economy liberal democracy ပုံစံသွားကြမယ်ဆိုတဲ့ဟာနဲ့သူကမျှော်လင့်ချက်တွေနဲ့လောက်ကြတာဟုတ်လောက်ကြတော့ခက်ရှင်းချက်ပြောရင်ညာယူကရိန်းကိုထိုးကျူလိုက်တာပေါ့နော်အဲ့တော့ယူကရိန်းကိုလည်းငါတာဝန်ယူတယ်မင်းတို့လည်းဟို liberal lies လောက်တာကိုပို့လောက်ကြပေါ့အာဒီလိုနဲ့အင်အားကြီးနေနိုင်ငံကထိုးကျူလိုက်တာပါကျွန်တော်မြင် ပြဿနာကဘာလဲဆိုတော့ဒီဟာကိစ္စတစ်ခုတည်းနဲ့မပြီးသေးဘူး ဲ့တော့သုံးနိုင်တာပေါ့နော်အဲ့တော့ငါဘူရက်ဘတ်စပေါ်တူညီချက်ကစာချုပ်သုံးခုဘာဖြစ်လဲဆိုတော့2013မှာဒီအိုဘားမားတို့အမေရိကန်အစိုးရကဘယ်လာရုစ်ကိုစီးပွားရေးရပိတ်ဆို့တယ်အဲ့တော့ဟိုဘယ်လာရုစ်ကဘာပြန်ထောက်လဲဆိုမင်းတို့ဒါကဘူရက်ဘတ်စပေါ်တူညီချက်ကိုမင်းတို့ချိုးဖောက်တာပဲဘူရက်ဘတ်စပေါ်တူညီချက်ထဲမှာဘာပါလဲဆိုတော့နိုင်ငံတနိုင်ငံကိုဒီဘက်ကနိုင်ငံကနေပြီးတော့အင်အားကြီးနိုင်ငံကနေစီရေးရမဆွတ်ဖက်ရဘူးနောက်တစ်ခုစီးပွားရေးရ ဝင်ပြီးတော့ပြစ်ဒဏ်ပေးတာမျိုးမလုပ်ရဘူးဆိုတဲ့သဘောတူညီချက်ပါတယ်လေစိတ်ရည်တယ်မဟုတ်ဘူးเนาะစီးပွားရေးရအဲ့တော့ economic sanction လုပ်လိုက်တာကမင်းတို့ Budapest သဘောတူညီချက်ကိုချိုးဖောက်တာပဲဆိုပြီးတော့ Lushenko ပေါ့เนาะ Belarus ကောင်းဆောင်ကဟိုပြန်ပြီးတော့စောရကတက်တယ်ပေါ့အဲ့တော့ဘာပြောလဲဆိုတော့ဒီဘက်ကဥပမာတို့ကလည်းမဟုတ်ဘူးငါတို့ကအဲ့ Budapest နဲ့မဆိုင်ဘူးမင်းတို့ရ Human Right တွေလူ့အခွင့်အရေးချိုးဖောက်မှုတွေဟာဒီမိုကရေစီမဆန်တဲ့အစိုးရကိုငါတို့ကဟိုပြစ်ဒဏ်ပေးတာဖြစ်တယ် နော်ဘယ်လာရုစ်ပြည်သူကိုပြစ်ဒဏ်ပေးတာမဟုတ်ဘူးလို့သူတို့ကပြန်လုတာဟုတ်အဲ့တော့2014မှာဒီခရိုင်းမီးယားကိုပူတင်တို့ကသိမ်းတော့ပူတင်တို့ကအိုဘားမားတို့ပြောတဲ့စကားနဲ့ပြန်ချုပ်တာဘာချုပ်လဲဆိုတော့ငါတို့ကဘူရက်ပတ်ဘော်ဒူနီချက်ကိုမချိုးဖောက်ဘူးနော်နျူကလ িয়ার လက်နက်တွေတိုက်တာမဟုတ်ဘူးနောက်တစ်ခုကအခုအစိုးရပေါ့နော်ဒီယူကရိန်းအစိုးရဟာငါတို့တို့ကမျှော်မှန်းထားတဲ့အစိုးရစံနှုန်းစင်တာမရှိဘူးရွေးကောက်ပေါ်နဲ့တက်လာတဲ့ ငါတို့ pro russia အစိုးရကိုဖြုတ်ချတယ်သူတို့ဒီ american နောက်ကနေပြီးတော့ဘက်ကလှုပ်ထားတဲ့ဟာပေါ့ဒီအစိုးရဟာတော်လာရေးအစိုးရဖြစ်တယ်ရွေးကောက်ပွဲတက်လာတဲ့အစိုးရမဟုတ်ဘူးအဲ့ဒီအတွက်ငါတို့က belarus ဘောတူညီချက်မှာတော်လာအစိုးရကိုမတိုက်ခိုက်ပါဘူးဆိုတဲ့ဟာမပါဘူးသူတို့ကလည်းအဲ့ဒါမျိုးပြီးပုံပြပြန်ချီကြတာအဲ့တော့ဒီစာချုပ်ကနည်းနည်းပြအတိအကျမလုပ်ခဲ့တော့ဇာလန်းရှုပ်တာပေါ့နော်အဲ့တော့နောက်တစ်ခုကကလင်တန်တို့ကိုယ်တိုင်ကတခုခုဖြစ်ခဲ့ရင်သူတို့တိုက်မယ်ပြောတာမှမဟုတ်တာဟုတ်လား UNSC ကိုပဲသွားဆိုတော့ UNSC ဆိုတာဘယ်တော့မှညီညွတ်ခဲ့ဘူးလို့လေဟုတ်တယ်မလားဒီဘက်ကအမေရိကန်ကတင်ရင်ဟိုဘက်ကရုရှားနဲ့တရုတ်ကကန့်ကွက်တာတရုတ်ရုရှားတင်ရင်ဒီဘက်ကကန့်ကွက်အဲ့တော့ဒီစာချုပ်ကမလုံခြုံဘူးဆိုတာဒီလိုဇာလန်စကီကဒီ security grant ကိုပြောနေရကြပြီအခုမှမဟုတ်ဟုတ်ကဲ့အဲ့တော့အဲ့ဒီအချိန်နေအခုတုံးသက်ချက်အရဆိုလို့ရှင်ဘလို့ပဲပြောပြောယူကရိန်းဘက်ကဟိုဟိုအရှုံးကြီးပဲပေါ့သူဟိုဘက်ကဝင်တိုက်လဲသူကဟိုဘက်ကသူသူအကြောင်းပြချက်ပြမယ်ဒီဘက်ကလည်းငါတို့ကိစ္စမဟုတ်ဘူး UN surgery သွားဆိုတော့ သူတို့ဘက်ကအခံအယူပဲပေါ့အဲ့တော့သူတို့အတွက်ပို့ပြီးတော့ခိုင်မာတဲ့ခုနလို glanski ပြောနေတဲ့ security vector ဆိုတာမလိုအပ်ဘူးလားအခိုင်မာကိုလိုအပ်တဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ဒါကိုလည်းတွေ့ရတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီယူကရိန်းနဲ့ဒီရုရှားနဲ့နေတို့ကြားမှာဒီယူကရိန်းရဲ့အချုပ်အခြာအာဏာလဲအခိုင်မာဖြစ်စေမဲ့ရေရှည်တည်တတ်မဲ့ငြိမ်းချမ်းရေးဆိုလို့ရှိရင်ဒီနေရာမှာအခုနောက်ထပ်စာချုပ်အစ်စ်မျိုးလိုအပ်မလားဘာတွေလုပ်ဖို့လိုမယ်လို့ထင်လဲအဲ့တော့ကျွန်တော်ထင်တယ်ဗျဒီအရာတွေက ဟိုအမေရိကန်သမရတွေစူပါပါဝါတွေပေါ့နော်ယူရိုပီယန်တို့နဲ့ဒီရုရှားနဲ့အင်အားကြီးနိုင်ငံတွေဘလို့ဒီလုံလဲဆိုတဲ့အပေါ်မှာပြန်သုံးသပ်ဖို့တော့လိုတာပေါ့နော်ချုပ်ပြီးပြောရမယ်ဆိုဗျအဲ့တော့ရုရှားတွေရဲ့စိုးရိမ်မှုကပါလေအင်ပါယာတွေရဲ့စိုးရိမ်မှုအကြောင်းပြောတာပေါ့နော်အဲ့တော့ဒီဥရောပမှာဗျာခင်ကြည့်လိုက်တမိုင်းစဉ်တစ်ချက်ကြည့်လိုက်ပါပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်ကလည်းဥရောပမှာပဲဖြစ်တာနော်ဒီပထမကမ္ဘာစစ်မှာအင်ပါယာ၄ခုပြိုတယ်ဆိုတာကျွန်တော်အကြောင်းမပြောနိုင်ဘူး ဂျာမန် empire ရုရှား empire ottoman empire hungary empire ပေါ့နော်အဲ့တော့ဥရောပကိုယ်တိုင်ကသူတို့ချင်းကပြိုင်ဆိုင်မှုတွေပြင်းထန်တာဟုတ်အဲ့တော့ပြန်ဆိုင်မှုတွေပြင်းထန်နေတယ်။ဟိုရုရှား empire ကျူးကျော်လာတယ်ရှိတယ်။ဟစ်တလာဂျာမန်ငါကျူးကျော်လာတယ်လည်းရှိကြတာဟုတ်။အဲ့တော့သူတို့ချင်းကျွန်တော်ထင်ပါတယ်။ဒီ empire တွေဂျာကစိုးရိမ်မှုတွေကိုအရင်ဒီမှာပဲ။ယူကရိန်းရဲ့လုံခြုံရေးကပုံစိတ်ချရမယ်ထင်တယ်။ဟုတ်ပြီနောက်တစ်ခုက နေတိုးရဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကနောက်ထပ်သူတို့ဖတ်မချက်ရဘူးပေါ့နော်အဖွဲ့ဝင်နိုင်ငံဖတ်ပြီးတော့အခုယူကရိန်းကသူတို့အချုပ်ချာအာဏာနိုင်ငံဖြစ်တော့သူတို့ရဲ့ပြည်သူလူထုရဲ့စံတာဒီမိုကရေစီစံတာမျိုးတွေကသူတို့လိုချင်တဲ့ဒီဘက်မှာပေါင်းစည်းခြင်းတွေဟာလဲဒါသူတို့ရဲ့ခွင့်အရေးပဲနော်အဲ့တော့ရုရှားစိုးရိမ်တာကခုနယူကရိန်းကနေကြဟိုမိုင်မောင်းထောင်ချီတယ်လေအဲ့ဆိုတော့အဲ့ဒီမှာတကယ်လို့ဒါယူကရိန်းကဒီဘက်ကိုဝင်သွားရင်နေတိုးရဲ့တပ်ဖွဲ့တွေလာချမှာဆိုသူတို့နဲ့အရန်ကတ်သွားမယ်ဒါလည်းသူတို့စိုးရိမ်တယ် အဲ့ဒီအတွက်လည်းရုရှားကဒါလက်ခံမှာမဟုတ်ဘူးဒီအတွက်ဝင်တိုက်တယ်ဆိုတော့အာမျိုးလဲကူကကဒီကိစ္စပေါ်မှာလေးလေးနက်နက်ပြောနေကြတာဆိုတော့ဒီဒီအရှုပ်ပြတော့ဘုံရောအခုလိုဖြစ်နေတဲ့အခြေအနေကိုဘယ်လိုသုံးသပ်မလဲအဲ့တော့ပရမဆုံးသိရမှာကနေတူဘာကြောင့်ဖွဲ့တယ်လဲဆိုတာပေါ့နော်အဲ့တော့1948မှာဒီချက်ကိုစလိုဗကီးယားရွေးကောက်ပွဲပေါ့နော်ဒီရွေးကောက်ပွဲကိုဆိုဗီယက်ကဝင်ပြီးတော့ဆွတ်ဖက်ကျူးကျော်လို့49မှာနေတူဟာ ယူရချက်ရှိရှိဖွဲ့ကြတော့ပါဘူးစီเนาะဒီအတူပြန်ဆိုဗီယက်ကို containment လုပ်ဖို့ပေါ့အဲ့တော့ဆိုဗီယက် union ပြူသွားတော့လေအနေတို့က east work ကို expansion မလုပ်ပါဘူးဘာညာဆိုတာတွေကလည်းတယောက်နဲ့တယောက်ကျွန်တော်ထင်ပါတယ် cover shot တို့ဒီဘက်ကဟာဒီနဲ့နှုတ်စကားဖြစ်မယ်ပြောကြလीအတိအကျလည်းမရှိပါဘူးဟိုဓာတ်တွေကလည်းအတိအကျရှိခဲ့တော့ခင်ဗျတမိုင်းစင်တစ်လျှောက်ပါဗျာဘယ် empire တွေကဂရီတီခဲ့ကြဘူးလို့လဲ empire ချဲ့ကြတယ်ဆိုတာပို့ပြီးတော့လိုပြီးရင်လိုချင်အဲ့တော့ အင်အားကြီးတဲ့နိုင်ငံတွေကကြည့်ပဲစစ်ဖြစ်ကြတာလေဒါတမိုင်းစင်တစ်ချောင်းမှာအထင်ရှားဆုံးခုဥမာပြပါစို့ကုလသမဂ္ဂလုံခြုံရေးကောင်စီပြဖွဲ့တယ်ကဲကုလသမဂ္ဂလုံခြုံရေးကောင်စီမှာသဘောလည်းမတူကြဘဲနဲ့စစ်တွေကျူးကျော်နေကြတာပဲလေအီရတ်စစ်ပွဲတို့ဟာလားအခုအကုန်လုံးဒီယူကရိန်းစစ်ပွဲတို့ဆိုတာဘယ်ကုလသမဂ္ဂသဘောတူလို့လုံးလုံးဟုတ်တယ်မလားအဲ့တော့သူတို့ကရစ်ကိုတေဆိုတာရုံမှုခက်ပါတယ်တေးကြတာတခုကဟိုဒီအချိန်နေထိပ် ဘာကြောင့်ဖြစ်ခဲ့တယ်လဲဆိုတာတော့ပြန်သုံးသပ်ဖို့တော့လိုတာပေါ့အဓိကအဲ့ဒီအချက်ကိုပဲပြောရမှဖြစ်ပါတယ်အဲ့တော့ဘာပြောမလဲဆိုတော့ဒီဆိုဗီယက်ယူနီယံပြိုကွဲပြီးနိုင်ငံတွေပေါ်လာတဲ့အခါပေါ့နော်ယူကရိန်းကိစ္စပေါ့အဲ့တော့ကျွန်တော်တို့ခေတ်လုံးကတော့အယောင်ဒေါ်လာကြီးတွေတင်နေရတာဘူးအဲ့တော့အယောင်ဒေါ်လာကြီးကာရမာတွေကဘာဖြစ်လာလဲဆိုတော့ဒီဒီမိုစီအင်အားစုတွေဟာအနောက်ကိုပိုရင်းတာပေါ့အနောက်ပိုရင်းနေတဲ့အပြင် ဟိုဒီဘက်ကလှုပ်ရှားနေတဲ့ CSO တွေဘာတွေအကုန်လုံးဟာတိတဲ့အတိုင်းပဲ NED လို့ဘာလို့အကုန်လုံးက funding ပေးတာလေနော်အဲ့တော့ funding ပေးတယ်ဆိုတော့ဟိုပူတင်ရဲ့အမြင်မှာကြဒါတွေကသူ့အတွက်စိုးရိမ်လာတာဘူးနော်နောက်တစ်ခုကအခုပထမဆုံးပေါ့အယောင်ဒေါ်လာရေးပြီးတော့ကျွန်တော်တို့ပထမဆုံးဖြစ်လာတဲ့ YouTube ကိုနဲ့ Time Motion ကိုအတွဲပေါ့နော်ဒီအတွဲဆိုရင် Time Motion ကိုတို့ဘာလို့ဝင်ကြီးချုပ်ဖြစ်လာတဲ့အခါမှာတော့ဘယ်လောက်ကြီးပြောလဲဆိုဒီ Ukraine ဘက်က Blackfeet ပေါ့နော်ဒီ ရုရှားစိတ်ကမ်းလေးတွေကိုသူတို့ကမပေးချင်တော့ဘူး။ဟောဒီဖဲထုတ်စာချုပ်တွေပါကြီးမလုပ်ချင်ဘူး။ဒီလိုအထိအတန်တွေလှန်လာဘူး။အဲ့တော့အနောက်ကိုရိမ့်လာတယ်။ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီမိုစီအင်အားစုတွေမှာလည်းခြားစားချင်းပြတ်မှုတွေနဲ့မညီညွတ်ဘူး။မညီညွတ်တော့နောက်ရွေးကောက်ပွဲကြတော့ပီတာယူနိုကိုဗစ်ပေါ့နော်။ပီတာယူနိုကိုဗစ်ဆိုတာပရိုရုရှားပေါ့။သူကပြန်ပြီးတော့အာဏာရလာတယ်။အဲ့တော့ရုရှားနဲ့ပြန်အလိုင်းလုပ်ကြပြန်ရော။ဟုတ်လား။ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီဘက်မှာကပရို EU လှုပ်ရှားမှုကနေရှိနေ European တမက္ကာကိုဝင်ကျင်တယ်အဲ့ဒါနဲ့လှုပ်ရှားပြီးတော့ဘက်တာဂျန်နိုကိုဗစ်ကိုဖျောက်ချတာဘူး2014မှာဖျောက်ချတယ်ဆိုတာဒီလိုပြပထမတော့ကလူလူဆန္ဒပြပွဲတွေလုပ်ကြတယ်နော်အဲ revolution of dignity ပေါ့ဂုံတိတ်ခါရှိတဲ့တော်လိုင်းကြီးဆိုတာဒါကျွန်တော်အရင်တော့ IFA မှာအများကြီးစီးရိုက်တဲ့ငယ်ဘူးလေဒါမျိုးတွေလှုပ်ကြတဲ့အခါမှာဂျန်နိုကိုဗစ်က okay ငါတို့ဒီတိုင်းတော့မဖြစ်တော့ဘူးတိုင်းပြည်မငြိမ်မသက်ဖြစ်မယ်ငါတို့ညှိကြမယ်ဆိုပြီးညွန်ပေါင်းအစိုးရဖွဲ့တယ်ဒါပေမဲ့အဲညွန်ပေါင်းအစိုးရဖွဲ့တဲ့ညမှာပဲဘက်တာရန်နိုကိုဗစ်ကမော်စကိုထွက်ပြေးသွား ။ဘာလို့ဆိုတော့ तू ကတရင်ကြတာကစစ်တပ်ကဒီဘက်နဲ့အနောက်အုပ်စုနဲ့ပေါင်းပြီးသူ့ကိုအာဏာသိမ်းမှဖမ်းမယ်ပေါ့။အဲ့တော့လုလိုက်တော့နောက်ဆုံးပြောရမယ်ဆိုရင်ဗျာခိုးဘက်ကတချောင်းလုံးထုတ်ပြန်နေတာမင်းတို့ဟာအရင်တော့ကယူကရိန်းအစိုးရမဟုတ်ဘူး။နော်အာဏာသိမ်းဖြုတ်ချတဲ့အစိုးရဖြစ်တယ်။ဒါကြောင့်မလို့ငါတို့ကလည်းခရိုင်းမီးယားကိုသိမ်းတယ်ဆိုတာ2014ကတန်းလင်းပွိုင်းမှာလေ။2014မှာဒီလုံချောင်းမှုတွေပေါ်တာပေါ့နော်။အဲ့တော့ပေါ်လိုက်တယ်။အဲ့တော့2014မှာဘာလို့လဲဆိုတော့ရွေးကောက်ပွဲနဲ့နောက်တစ်ခါ တထရပုန်တို့ပိုရချန်ကူပေါ့နော်အဲဒီသမရတက်တက်လာတယ်အဲ့တော့အဲဒီသမရတက်လက်ထက်မှာယူကရိန်းအရှေ့တန်းကရုရှားစကားပြောနေမိတယ်ပေါ့အခုအခုပူတန်သိမ်းထားတဲ့အရှေ့တန်းတခုဒွန်ဘတ်ဆိုပါတော့အဲ့ဒီနေရာတွေကိုသူကစစ်စင်ရေးလုပ်တာဟုတ်နော်လုံးဝမှန်းကြီးတော့အခုကျွန်တော်တို့ကိုကန့်လို့ပါလို့ဖြစ်နေတဲ့ရှာအရှိမြောက်လို့ပေါ့နော်အဲ့လိုတွေလုံးကြပြဿနာတွေကပူပူတက်လာပြီးတော့ဒီပြဿနာတွေအားလုံးကိုဇာလန်စကီကအကုန်ထားရတာဟုတ်ထားရတဲ့အချိန်ကျမှပြောမယ်ဆိုရင်များ ဟိုစစ်ပွဲတွေကမပြီးဘူးတောက်လျှောက်ဇာလင်စကီလက်ထက်ထိတောက်လျှောက်ဖြစ်တာကျွန်တော်တို့နိုင်ငံလိုပဲပြည်တွင်းစစ်ကဖြစ်တာဟိုဘက်ကလည်းခွဲထွက်ခြင်းတယ်အဲလူလူဆန္ဒပါခံယူဝဲတွေလို့ခွဲထွက်ခြင်းတယ်ဟိုဒီပူတင်တို့ဘက်ကလည်းဟိုလွှမ်းမိုးထားတာတွေရှိတာဟိုအဲ့တော့ဟိုဒီအချိန်တွေထိရောက်လာတာဒီပြဿနာတွေလေနော်အဲဒီဥရောပသမဂဝင်မှုလှုပ်ရှားမှုဓာတ်တွေရဲ့ဒီဘက်ကလည်းဥရောပသမဂလည်းဝင်မခံဘူးရုရှားကလည်းငါတို့ Eurasia Forum ပေါ့ Economic Forum ဆိုတာရုရှားဥဆောင်တဲ့ အုပ်စုတွေနောက်တစ်ခါရှန်ဟိုင်းဖိုက်တို့ရှိတယ်ဒီအုပ်စုတွေရဲ့ဝင်ရင်ပြဿနာမရှိဘူးခုနပြောတဲ့ဘူရာဘက်စ်ကိစ္စကိုပြန်ပြီးတော့ကောက်ပါရင်ကာဇက်စတန်တို့ဘယ်လာရုစ်တို့ကကြတော့ဒီရုရှားရဲ့ယူရီရှားပေါ့နော်ယူရီရှား economic belt ထဲမှာပါတော့သူတို့ကပြဿနာမတက်ဘူးယူကရိန်းကကြတော့အဲ့ဒီထဲမှာမပါဘူးရုရှားလွှမ်းမိုးမှုကိုမခံနိုင်ဘူးအနောက်နဲ့ပေါင်းကျင်တော့အဲ့ဒီမှာပြဿနာတက်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့က sphere of influence ဆိုအမည်ပြောနေတာပါဒီဘက်အခုဒီဟိုဟာလောက်တယ်လို့ပေါ့ဗျာ ဒေါ်နယ်ထရန့်အခုပနားမကိစ္စကိုလုပ်တယ်မလားပနားမကိစ္စကိုလုပ်တော့ကာတာလက်ထက်မှာပနားမကိုလွှဲတော့က agreement တခုပါတယ်အဲ့ဒါပါလဲဆိုတော့ပနားမဟာ neutral နေရမယ်ဘယ်အင်အားကြီးတွေရဲ့လွှတ်မှုမှုမှာမကရဘူးဆိုတဲ့သဘောတူညီချက်ပါတယ်အဲ့တော့အခုကြတော့အမေရိကန်ဘက်ကအကြောင်းပြတာတရုတ်လွှတ်မှုမှုတွေများနေတယ်လက်တင်အမေရိကမှာအဲ့ကြောင့်တရုတ်လွှတ်မှုမှုပါတယ်ဆိုတာမတို့အရင်တုန်းကကာတာလက်ထက်တုန်းက neutral နေရမယ်ဆိုတဲ့သဘောတူညီမှုကိုချိုးဖောက်တဲ့အတွက်မတို့ကပြန်လုပ်တာလို့ဖြစ်တယ်ကျွန်တော်ထင်ပါတယ်ပူတင်ကလည်းဒီသဘောပဲ သူကယူကရိန်းကိုနျူထရယ်နေကြတာပေါ့နော်နျူထရယ်ဖြစ်စေကြတာဟုတ်ကဲ့ဇလန်ကပြန်ပြီးတော့ချုပ်လိုက်မယ်ဆိုဒါဟိုဒီဘက်ကို ပါမှာကိုလည်းရုရှားမလိုလားဘူးဒီဘက်ကလည်းဟိုဟိုသူတို့ရဲ့ liberal democracy อ่ะ democratic နိုင်ငံဖြစ်တယ်ယူကော့ဝေယာပြည်သူစံတာတိုင်းဒါလောက်ခွင့်ရှိတယ်သူတို့ကလည်းဟိုဘယ်လိုပဲဖြစ်ဖြစ်လက်ခံကျင်တယ်ဆိုတော့ခုနကကိုအောင်မွေးပြောသူတကယ်တမ်းကျတော့ empire တွေနေမီလူတဲ့သဘောပဲပေါ့နော်ဒါတောင်ပဲပြန်ပြီးတတ်တူချမှာအဲ့တော့ယူကရိန်းအခြေအနေကအခုဟို trend ကင်တော့မှာဆိုတော့ ဒါကရေရှည်အတွက်ကိုပြည်လဲသွားနိုင်လားနောက်ဆုံးအနေနဲ့အဲ့ဒီပုံမှာသုံးသက်ပေးပါဗျဒေါ်လာထရန့်ကိုလည်းနိုင်ငံတကာအမြင်သာမှန်ရခဲ့တယ်ပေါ့နော်သူကလည်း तू ဘာလုပ်မလဲဆိုတာမသိဘူးနောက်တစ်ခုကဒီရုရှားနဲ့အမေရိကန်ဆက်ဆံရေးဟာတခြားလုံးကရန်သူလူရန်ဖြစ်ခဲ့ကြတာတော့မဟုတ်ဘူးဥမာဘီကလန်တန်လက်ထက်တုန်းကဘော်ရစ်ရက်ဆင်ပေါ့အဲဒီကရုရှားသမ္မတအသစ်တက်လာတဲ့ရုရှားပြည်အောင်စုအသစ်တက်လာတဲ့ဟို ဗိုင်းရပ်စ်နဲ့က liberal အာမအဆင်ပြေကြတယ်လေအာနာရှင်စနစ်ကနေပြီးတော့ social democracy ကနေပြီးတော့ liberal ကိုခုံကူးတာပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ရက်စန်လက်ထက်မှာစီးပွားရေးတွေကပုံမတည်ငြိမ်ဘူးမာဖီးယားဂိုင်းတွေကြီးစိုးလာတယ်ခုနကပြောချက်စနီးယားတို့ဘာလို့ဘက်ကလည်းခွဲထွက်ရေးလှုပ်ရှားမှုတွေကပိုများလာဒါကိုပူတင်ကပူတင်ကဘာလို့ပြောလဲဆိုတော့အမေရိကန်တွေကငါတို့ကိုရည်ရွယ်ချက်ရှိရှိအခုခေတ်စကားနဲ့ပြောရင်ဂျင်းထဲလာပေါ့ဗျာငါတို့စီးပွားရေးကိုပြောင်းလုပ်တယ်ပေါ့နော်အဲ့တော့ဟိုဗါတဲ့ ရန်ကနေပြီးတော့နောက်သူမထိန်းနိုင်တော့ပူတင်ကိုလွှဲပေးတာပေါ့အဲပူတင်တက်လာတယ်အဲ့တော့ပူတင်တက်လာတော့ပူတင်နဲ့ကလင်တန်နဲ့တွေ့တဲ့အခါမှာ တွေ့ပြီးမှကလင်တန်ကသူ့ရဲ့အရင်လုပ်ဖို့ကင်မဲ့ဘော်ရိုရက်ဆန်ကိုတွေ့တဲ့အခါမှာပြောဘာပြောလဲဆိုတော့ငါသူနဲ့ပတ်သက်ပြီးရင်ငါငါမှမသိစိတ်ကဖီယာတစ်ခုရှိတယ်ပေါ့အဲ့ဒါပါလဲဆိုတော့ तू ကအရင် KGB ခေါင်းဆောင်တယောက်ဖြစ်တယ်လို့88ဆက်နဲ့ကြည့်နေတဲ့အခါလဲငါတို့အပေါ်မှာတန်တရာတအားများတယ်ပေါ့ ဲ့တော့ငါထင်တယ် तू ကအရင်လို breast နဲ့တို့ပါလို့ပုံစံမဲ့သွားလိမ့်မယ်ထင်တယ်ပေါ့နော် तू ပြောတယ်အဲ့တော့ထင်တဲ့အတိုင်းပါဆိုတော့ပူတင်နဲ့ဟို clinton ကအဆင်မပြေဘူးအဲ့တော့ clinton ပြီးတော့ george bush တက်လာတယ်ပေါ့နော်အဲ့တော့ george bush တက်လာတော့သူတို့နှစ်ယောက်ကဟိုအဆင်ပြေတယ်ဗျတော်တော်ကိုအဆင်ပြေတယ်အဲ့ဒါပါလဲဆိုတော့ American သမ္မတ George Bush လက်ထက်2001မှာ9/11တိုက်ခိုက်မှုဖြစ်တယ်လေတိုက်ခိုက်မှုဖြစ်တော့အဲ့တော့ပူတင်ကလည်းဗာပြောတယ်ဆိုတော့ तू ကဟိုဘက်မှာလဲ Chechnya မော့စလင်လက်နက်ကိုင်အုပ်စုတွေနဲ့ရင်ဆိုင်နေကြတော့မင်းတွေ့တယ်မလားပေါ့မင်းအာဖဂန်တို့ဒီဟာတို့ငါတို့လုတ်ခဲ့တယ်ဆိုတာဆိုပြီးကကျူကျော်ခဲ့တယ်ဆိုတာဒီမော့စလင်တွေကအစွန်းရောက်ပြီမင်းတို့လည်းအခုကြုံတွေ့ရပြီမလားနော်ငါတို့အာဖဂန်စစ်ပွဲကိုဘာကြောင့်ကျူကျော်ခဲ့တယ်လဲဆိုတာကိုအဲ့တော့အော်ကိုင်းနာတိုက်ခိုက်မှုကိုပူတင်ကရှုတ်ချတယ် UNSC မှာအကုန်တညွတ်ညွတ်နဲ့ဆုံးဖြတ်ပြီးတော့အမေရိကန်အာဖဂန်ကိုတိုက်တာကိုသူတို့ထောက်ခံခဲ့ကြတယ်လေနောက်တစ်ခါဒီအမေရိကန်လေယာဉ်တွေစင်းဝင်နေပါတယ်မော်စကိုကဖွင့်ပြခဲ့တယ် အာနောက်တစ်ခုကတယောက်နဲ့တယောက်ဘာရောင်းလဲဆိုတော့ तू က job push ကဗျာဟို crayon chest တွေဘာတွေအမြတ်တက်တယ်အဲ तू ကလည်း orthodox christian တွေနဲ့အဆင်ပြေတယ်ဆိုတော့တယောက်နဲ့တယောက်ငယ်ဘဝဟာတွေကိုလုပ်ပြီးတော့တော်တော်ကိုရင်းနှီးနှီးဖြစ်ခဲ့ကြတာပါဒါပေမဲ့ဘယ်မှာသွားကွယ်လဲဆိုတော့2003 iraq စစ်ပွဲမှာရုရှားနဲ့အမေရိကန်ထပ်ကွယ်တော့အဲ့တော့ဆရာဟူစိန်ရဲ့ iraq ကို george bush ကဝင်တိုက်တယ်ဝင်တိုက်တော့ तू ကမိန်ငွန်းမှာ तू ဘာပြောလဲဆိုတော့ငါတို့ freedom အတွက် ဒီ liberal democracy ကလာနေပြီပေါ့နော် American democracy ကနေရာနှံ့ကိုပြရမယ်ဆိုတော့ဒါကို तू ကလုံးဝသူ့အတွက်လာတိုက်ရိုက်အနေနဲ့ချင်းချောက်လာပြီလေ तू ကဘာလို့ဆိုတော့ तू က liberal democracy ဟာသူတို့ Russia ကိုဖျက်ခဲ့တယ်လို့ तू ကမြင်ခဲ့တဲ့အမြင်ကိုနော်ဒီ Boris Yeltsin လက်ထက်မှာအဲ့ဒါကြောင့်မလို့ तू ကဘာတို့လဲဆိုတော့ အမေရိကန်သမ္မတတွေကဒီလိုပါပဲလားဆိုတဲ့ဟာနဲ့သူစဆတူလာပါတော့အဲမှာတောက်လျှောက်အဲ့ဒီအီရတ်စစ်ပွဲပြီးတော့လဲဘာတွေထပ်ဖြစ်လဲဆိုတော့အယောင်ဒေါ်လာကြီးတွေပေါ့နော်ဂျော်ဂျီယာတို့အကုန်လုံးအခုဆော့တစီယာတို့ဖြစ်နေတယ်ဂျော်ဂျီယာယူကရိန်းဆိုပြီး orange revolution နေပေါ့အဲ့ဒါတွေဖြစ်လာတော့သူကလုံးဝမကြည်နဲ့ပူတင်ကဒီ documentary တွေမှာကတော့တော်တော်ကောင်းတယ်အဲ့ကျောင်းမှာတင်တဲ့ဟာတွေကသူက2000 Munich အခု security conference မှာသူကတော့ရောက်လာပူတင်က အစောကြီးရောက်လာပြီးတော့ဒီ job post တို့ဘာလို့သူသူမကြေလဲတဲ့ဟာတွေကိုအကုန်ပြောတာပေါ့နော်အပြောတာကမှ American ခေါင်းဆောင်တွေကိုအဲအပေါ်ကနေပေါ်တယ်စင်မြတ်ပေါ်ကနေတက်ပြောတာ American တွေဟာနိုင်ငံတကာနိုင်ငံကြီးကိုမတည်ငြိမ်အောင်လုပ်နေပြီအဲ့တော့ကဆိုအောက်မှာ John McCain တို့ Robert အဲ့တော့က CIA Director Robert Gates တို့ပါနော် Robert Gates တို့ဆိုရင်အဲ့တော့ကသူတို့ကတယောက်နဲ့တယောက်ဟိုမျက်စာပြဘာညာကြည့်ပြပါလေဒီကောင်ခန်းစားနေရတယ်ဆိုတဲ့အပုံနဲ့ပေါ့ အဲ့တော့မှသူတို့ထင်တာကပူတင်တို့ရုရှားအင်အားကြီးတာလိမ့်မယ်လို့မထင်ဘူးအမေရိကန်တွေကလုံးဝနေရာအနှံ့မှာနိုင်နေပြီလို့သူထင်ထားအောင်ရပါတယ်နော်ဒါပေမဲ့ controller rights လို့ပါလို့ကကြဆိုရင်သူတို့သတိပေးနေပြီလေဘာလို့ဆိုဒီမချေလည်မှုတွေကတောက်လျှောက်လာမယ်ထင်တယ်အဲ့တော့ဒီမှာထိတ်တိုက်တွေတွေ့နေတာဒီ job boss ကအီရတ်ဆွေပွဲမှာအီရတ်ဆွေပွဲတိုက်ပြီးမှသူပူတင်ကိုလန့်တဲ့ဟာပြောတာတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတို့အီရတ်ဆွေပွဲမှာအောင်မြင်သွားပြီး လွတ်မြောက်ရေးအတွက်အမေရိကန်တွေကဆက်ပြီးတော့နေရာနှက်လုံးမယ်အဲ့တော့ယူကရိန်းနဲ့ဂျော်ဂျီယာလည်းနေတိုးတဲ့ဝင်မယ်ဆိုရင်ငါတို့ ready ပါပဲဆိုတာပြောတယ်အဲ့ဒါဟာလုံးဝရုရှားကို red line ရောက်သွားစေတယ်ဟာလေအဲ့ဒီမိန်ကုန်းအပီမှာငါတို့ဒီတိုင်းတော့မရတော့ဆိုတော့မြူနစ်ညီလာခံမှာတတိပေးတယ်ပြီးတော့ဂျော်ဂျီယာကိုသူဝင်တိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီနှစ်နိုင်ငံကိုသူလုံးဝမပေးဘူးအစိုးရကပြောတာဒီနှစ်နိုင်ငံကနေတိုးတဲ့မှာမပါရအောင်အဲ့တော့ကျွန်တော်တို့ကဗျာ ကျွန်တော်တို့ဒီတိုင်းပြောတာကတော့အမှန်လေရုရှားကျူးကျော်တယ်ကဘာကြီးကဘယ်တော့မှမတရားခဲ့ဘူးဆရာဟူစင်ရဲ့အီရတ်ကို အမေရိကန်တွေကျူးကျော်တယ်ဟာလာကုလသမဂ္ဂဆုံးဖြတ်ချက်မပါဘဲနဲ့အကုန်လုံးနေရာနဲ့ဖြစ်ခဲ့တဲ့အပေါ်ကြီးအများကြီးပဲနော်ဒါပေမဲ့ပြဿနာကကျွန်တော်တို့က comparative politics လို့စဉ်းစားရမှာဘူးအဖြစ်ရတယ်ဘူး comparative politics ကဘာတင်လဲဆိုတော့ဒီ super power တွေရဲ့ interaction တယောက်နဲ့တယောက်ပေါ့ order ကိုဘယ်လိုသွားကြမလဲနောက်တစ်ခုက သူတို့ဘာကိုစိုးရိမ်တာလဲဒီစိုးရိမ်ရေမအောင်မှာကျွန်တော်တို့နိုင်ငံငယ်လေးတွေအရောကံကြမ္မာကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာနဲ့ကျွန်တော်တို့ကချင်းကတ်တာလေမှန်တဲ့သူကနိုင်ကြီးတို့ဘာလို့ဆိုတာနဲ့ပြောလို့မှမရတာဒါကမှန်တယ်နော်မှန်တဲ့သူကနိုင်ကြီးဒါအဖြစ်သင့်ဆုံးပေါ့မှန်တဲ့သူကသာနိုင်ကြီးဆိုရင်အခုလက်ရှိအမေရိကန် ပြည်ထောင်စုဆိုတာအိန္ဒိယ native တွေပိုင်တဲ့နေရာတွေလေဒီနေရာတွေကနေလူပြူတွေထွက်သွားကြပေါ့မှန်တဲ့သူကသာနိုင်ကြီးဆိုဟုတ်လားဒါပေမဲ့ တမိုင်းကအင်အားကြီးမှတဲ့သူတွေပါဝါဟောက်စေရသူပဲကျွန်တော်တို့နိုင်ငံငယ်လေးတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်တာဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ထင်ပါတယ်ယူကရိန်းဟာအများကြီးပါပါနနနေရာဦးမှာပါနော်ဟုတ်ပြီကိုမဝင်ကျေးဇူးများကြင်ပါတယ်အခုကျွန်တော်တို့ယူကရိန်းငြိမ်းချမ်းနဲ့ပတ်သက်ပြီးတော့ရှေ့တလန်တိုးရောမဲ့အခြေအနေပေါ့နော်ဘာတွေဆက်ဖြစ်နိုင်လဲပေါ့နော်ဒီငြိမ်းချမ်းရတည်တတ်နိုင်မလားဆိုတော့ပေါ့ဘူးအခုလို့သုံးသက်ပေးတဲ့အတွက်ကျေးဇူးတူးတင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်